်အင်္ဂလာပါဗျာအားလုံးကျန်းမာပါစေချမ်းသာပါစေနော်ပိုင်းကမြန်မာပြည်ပိုင်းကတရားနာအားလုံးပြည့်စုံကြပါစေဗျာဒီနေ့က9ရက်6 2025ပါနော်ရခိုင်မာကရခိုင်မာကရေးတွေလည်းတော်တော်ကြီးနေတယ်ဗျာတော်တော်ကြီးပြီးရခိုင်မာပြီးတော့ကြက်အိုးစာဝန်တွေဒုက္ခရောက်တဲ့အပြင်ကိုသူကဘာဖြစ်နေလဲဆိုတော့နေစရာတွေနေစရာတွေတော်တော်ဒုက္ခရောက်နေမိုးတွေကယွာ ရေတွေကကြီးဖြစ်နေတာဒါအေးအကျန်းဖက်ကဒါသူတို့ဘောမှာအကူတို့ပေးတဲ့စိုးကျိုးတွေပေါ့ရခိုင်တပြည်လုံးဝခံစားနေကြရပြီเนาะပြီးတော့ရခိုင်သူရခိုင်သားတွေကလည်းအေးကိုတော်တော်မုန်းနေကြပြီเนาะသူတို့ပြောတဲ့အာရခန့်အာရခန့်အာရခတော့ခံလားမခံလားတော့မသိဘူးလုံးလုံးဆယ်သူတို့ခံနေရပြီခံနေရတော့တဲ့ကြာလာတော့မုန်းတိစိတ်တွေဒါရွှေချစိတ်တွေအေးပေါ်မှာများလာပြီเนาะအခုကြောင်းဖြူမှာဆိုလို့ရှိရင်ဒါတောက်တော့ကအဲသူတို့ရခိုင်ထိုင်းပိုက်ကြတဲ့ သူတို့ရခင်တိတ်ပိုက်ထားတဲ့ရွာတွေပေါ့ဗျာအဲ့မှာဆိုလို့ရှင်ဟိုဘက်တောင်ပြူဟိုဘက်မှာ၄၅၆လောက်ရှိနေမှာကျွန်တော်၃၄ရွာလောက်တော့အဲလေခမော်လို့ဝါညာအဲ့ဘက်ချမ်းတွေပေါ့အကုန်လုံးဒါတပ်မတော်ကပြန်လဲထိန်းချုပ်လိုက်တာတွေ့ရတယ်เนาะအဲ့ပြီးတော့ညောင်းလေးရေတဲ့စကန်းလည်းဒါကောင်းကောင်းမော်မော်ကိုဒါသူတို့ထွက်ပြီးတော့ဟိုတိုက်ခိုက်နေတာကိုတွေ့ရတယ်ပြီးတော့သူတို့ကခံစင်းမဟုတ်ဘဲနဲ့ဒါစစ်ကြောင်းတူရှင်းနေနေတာတွေ့ရတဲ့အခါကျတော့ အဲဒါကောင်းတယ်မကောင်းဆိုတာတော့ကျွန်တော်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်စေချောင်းထိုးတော့ကောင်းလားစေချောင်းဝတ်ထိုးဘက်ခံတိုင်းရင်ကောင်းလားဆိုတော့ခါကြတော့ဒါတော့ဟိုခံနေမဲ့သူကတော့ခံတိုက်တဲ့ခံစစ်လုံတဲ့ခါကြတော့အပြင်ကနေရာတွေကောင်းကောင်းယူနိုင်တယ်တစ်ပင်တွေပေါ်မှာဒါသူတို့တပ်မတော်ကိုတိုက်ပြီဆိုလို့ချင်းတစ်ပင်တွေပေါ်မှာအိမ်ပိတ်ပြီးဆောက်တာတစ်ပင်အမြင်ဆုံးကတော့စနိုက်ပါနဲ့လုံနိုင်အောင်လို့တက်တက်နနအရင်ဆုံးအချိန်ယူတယ်သူတို့ကဒီနေရာကိုတိုက်တော့မယ်ဆိုအဲ့ဒါနံပါတ်1 view ပါသူတို့ရဲ့အောင်မြင်မှု view ပါပဲ အဲကျွန်တော်လုံးသိတယ်ဆိုအဲ့ရခိုင်ဘက်ကနေပြီးတော့မှအဲ့ဒီဟိုဖိုင်ဖိုင်ပို့လိုက်တာတွေ့လို့အဲ့ဒါကြည့်ပြီးဩသူတို့တွေတပ်ပင်တွေပေါ်မှာတက်ပြီးတော့အဲအဲ့လိုစတိုင်ပါတွေတော့ကြကြနာနာကောင်းကင်ရန်ကြည့်မယ်ဆိုပြန်လို့ရှင်လည်းပဲအဲ့မှာသူကဘာမှမမြင်ရတဲ့ပုံစံမျိုးပေါ့တပ်ပင်တွေကြီးပဲဖြစ်နေတော့တပ်ပင်ကြီးထဲမှာပဲတေးတဲ့ကြကြနာနာကိုသူကလှုပ်တာဖြစ်တော့အဲ့တော့သူကတနည်းအားကိုတိုက်တော့မှဆိုအဲ့ဒီဟာကိုတေးတဲ့အချင်းကြကြနာနာယူတာတပ်ပင်ကြီးတဲ့နေရာတွေမှာသူတို့လှုပ်ရှားလို့ရမှာစနိုက်ပါနဲ့ဟိုထီအောင်မဲ့နေရာတွေကိုတော်တော်များများတက်ပြီးတော့ အဲ့လိုတွေအရင်ဆုံးအထိုင်ချနေချပြီးတော့မှသူကလှုပ်တဲ့အခါကျတော့အဲတက်တော်ဘက်ကသူတွေကအပြင်ထွက်လိုက်တာနဲ့စနိုက်ပါတွေထိတာတွေနောက်တက်တော်အရာရှိကြီးတွေလည်းစနိုက်ပါထိတာတွေဖြစ်ကုန်တာနော်အဲ့ဒီဖြစ်ကုန်တာကကျွန်တော်ကအဲအဲ့ဒါပြီးတော့မှသွားတိတာကနှမို့ဆိုကျွန်တော်အစိုးရပြောတယ်အဲ့ဒါပြီးတော့မှကျွန်တော်တို့ဟိုဘက်ကအဲဒီလိုမျိုးဒီလိုမျိုးဖြစ်တယ်ဆိုတော့သူတို့ဘက်ကမှကျင့်တတ်တဲ့သူကများတယ်အဲ့တော့ပို့တာပေါ့နော်ပို့တဲ့အခါကျတော့အခုကကဟို နေနေရှင်းတဲ့နေရာမှာနံပါတ်1သတိထားရမှာကအဲ drone တွေနဲ့ပဲတော်တော်များများကိုကျွန်တော်တို့နေနေရှင်းလင်းမှအဆင်ပြေလိမ့်မယ်ကျွန်တော်တို့နေရာတိုင်းမှာနိုင်ငံတကာမှာတိုက်နေတာကြီးလို့ကြဒီမျိုးတိုက်မှာဆိုဒီမျိုးလေနေနဲ့ drone လို့ဆိုတခါလဲရှင်းလင်းပြောအကြမ်းဖက်တွေတရားမှမရှိအောင်ရှင်းတယ်ရှင်းပြီးတော့မှအဲရွာတွေတွေဝင်ပြီးတိုက်နှမို့ဆိုလို့ရှင်တော့အဲရွာကနေအကုန်လုံးကမြောက်ပိုင်းရခိုင်နေတာသူတို့အကုန်လုံးကတစုတဲ့တစည်းတဲ့တွေအဲရွာလဲဝင်တယ်အဲအေးပဲရွာလဲဝင်ကြိုက်တဲ့ရွာဝင်အဲရွာလေးအားလုံးကအေးတွေပဲ ဘာဖြစ်လို့ဆိုတော့ဓာခဏီဖြစ်စေလက်မခဏီဖြစ်စေထောက်ခဏီဖြစ်စေမထောက်ခဏီဖြစ်စေသူတို့တောက်ကိုတောက်ခဏီရတာအဲ့တော့လာလို့မပြောလဲသူတို့ကဒါအေရဲ့လုံဝင်နေဖြစ်တဲ့ဒလန်ဆိုပြီးတော့သူတို့ရှင်းလင်းခံမှာဖြစ်တာမျိုးရှိတော့အဲ့တော့လူမျိုးနဲ့လည်းတွေ့ခွဲရတာဖြစ်တဲ့အခါကျတော့ပူဆိုးတာပေါ့အဲ့တော့တောင်းလို့စစ်ကြောင်းစီအနေနဲ့အဲဒါကျွန်တော်ပြောချင်တာကတော့ဒီ drone နေနဲ့ပဲအဲလက်နက်ပဲအားကိုးစေချင်တယ်လူတော့အားမကိုးစေချင်ဘူးလူအားကိုးရင်တော့ခံရလိမ့်မယ် ။ဘာဖြစ်လို့ဆိုတော့နေမြေရောက်တော့လကောင်သူတို့ရဲ့အตาလေးယူရတာပါလဲဆိုတော့ဒီနေရာလေးသူတို့တော်တော်များများရေရှည်အဲဒါနှစ်တော်တော်ကြာကြာနှစ်တော်တော်ကြာဆိုတော့ဒီ၄နှစ်လောက်ကာလမှာသူတိုက်ဝဲတွေတိုက်လာတဲ့ကာလတကြောင်လုံးမှာသူတို့ကအထိုင်ရပြီးသားတက်ကလူတွေကအပြင်ထွက်ဖို့ဆိုတော့တိတ်မလို့အဲ့တော့အဲ့အထိုင်နေမှာသူတို့တကြနာနာလှုပ်ထားတာရှိတော့တောင်းတော်ရဲ့စကြောင်းထိုးတာတဲ့ကျွန်တော်တို့ဒါမြေပြင်ရဲ့ဝေဟင်အနေကကောင်းကောင်းရှင်းပြီးတော့မှစကြောင်းထိုးတာပုံပြီးတော့အဆင်ပြေမှလို့ကျွန်တော်အနေနဲ့ထင်တယ် အဲ့တော့ဒါကျွန်တော်မြင်တွေ့ရတာကိုပြောပြတဲ့နေမှာအခုစစ်ကြောင်းတွေထိုးနေတာကောင်းတယ်ဆိုပေမဲ့ကျွန်တော်တို့လေကြောင်းကနေနောက်က drone နေနဲ့ပဲတေးကြတန်တရာတရာကိုတခါတည်းအပြည့်ရှင်းပြီးတော့မှတက်တက်သွားတာကမှပို့ပြီးတော့ကျွန်တော်တို့ပေးဆက်မှုအားနိုင်မယ်လို့ကျွန်တော်အနေနဲ့သုံးသပ်မိတယ်เนาะဒါလေးတော့ပြောချင်တယ်အရာဝီတိုင်းတက်ဆက်လုံးမှာတော့အရာဝီတိုင်းမှာတော့နည်းနည်းအောင်ဝဲတွေရှင်နေတယ်ဗျအရာဝီတိုင်းမှာဒါငြင်းနေတယ်ငြင်းနေတယ်ဆိုတော့ တက်ကလည်းအမုံလိုက်ရှင်းနေတာရှိတယ်ဒူတိုင်းကလည်းတော်တော်ရှင်းနေတာရှိတယ်ဆိုတော့ဒါ AI တိုင်းဒူတိုင်းကလည်းဒါလေးစားစရာပုံကတူပဲဖြစ်တယ်နော်နောက်ဘဘောမှာလည်းဟိုနေနေအိုးဘာမန်စီတော့လာမသိမန်စီတော့အဲ့ရဲမေတွေပေါ့ဗျာရဲမေတွေမိသွားတဲ့အားလေးတွေပေါ့အဲ့ဒါတွေကိုပြန်ပြန်ပြပြီးတော့အခုပဲဖြစ်နေသလိုပါလို့ဖြစ်တယ်ဒါလို့စိုက်ွားတွေတုံးနေတာကိုလည်းပဲတွေ့ရတယ်နော်နောက်ဒီကျွန်တော်ပြောချင်တာဘောမဆိုတဲ့သူတွေပေါ့ဗျာ ကိုကိုဘောမပါဆိုပြီးတော့သူတွေပေါ့နော်ဘောမဆိုပြီးအမိတက်ခံထားတဲ့သူတွေပေါ့အဲ့လူတွေကိုကျွန်တော်ပြောချင်ခင်ဗျားတို့အကုံလုံးကအကုံလုံးကကျွန်တော်ကျွန်တော်တို့ကအဲဒါမှန်ကန်တဲ့ဘက်ကယက်တည်တယ်ဆိုပြီးခင်ဗျားတို့ကိုကိုကိုယုံကြည်ထားကြတာလားကိုကိုယုံကြည်ထားကြတယ်ယုံကြည်ထားကြတယ်ဒါဘောမကမှန်ကန်တဲ့ဘက်ကိုယက်တည်တယ်လို့ကိုကိုယုံကြည်ထားလို့ဘောမအဖြစ်ခံယူကြတယ်ဆိုလို့ရှင်မှန်ကန်တဲ့စိတ်မှန်ကန်တဲ့အတိမှန်ကန်တဲ့အတွေးခေါ်တွေးခေါ်ပြီးမှန်မှန်ကန်ကန်လုပ်ကြပါ 古时候，我们呀，老奶奶们好喜欢喝一个哈的冰冰味道。但是呢，都待遇不好，大家各个相差嘛。俺都说了，没得阿婆嘴巴拉出来，可能我偏大了一点，没老惯呢，喏。旁边路都是啊，这改名了，这改名了，出来报站名的，这牌子我们没有再看见了。俺大奶奶再看都没要，俺大奶奶在山上再看大家觉得。古时候我们那时候在旁边，路对面讲到边上没，哎，陪阿娇的，就是他在新新山路下来，新路下来，张家的房嘛跟咱们修，喏。 ထောင်ကြလည်းဘာမှပြဿနာမရှိဘူးအကုန်သိတယ်တစ်ဖက်ကပြောလို့ထူထောင်ရိုက်နေပါညာပြောခင်ဗျာထောင်ထဲနေမှာသွားနေကြည့်ဘာမှစောက်ပြဿနာဘာတစ်ခုမှမရှိဘူးနော်ပြီးတော့ကိုစောဘိုးဟင်းတို့ဆိုတာကခင်ဗျာဘောင်းချာနေတဲ့သူတွေနော်ဘောင်းချာနေတဲ့သူတွေဟိုလိုကျွတ်စွတ်နေမဟုတ်ဘူးခင်ဗျာဟိုနေပါလေဟိုအလုံးလုံးရမဲ့သူတွေမဟုတ်ဘူးသူကအေးစေးရှင်းဟုံမှာသွားပြီးတော့နှံ့နေပြီးတော့မှစားလိုက်တောက်လိုက်အိတ်လိုက်နေပဲကျမကြီးကိုကောင်းကောင်းအသက်ရှူလို့ရတဲ့လူတွေနော်ဒါတွေကခင်ဗျာပူစရာလည်းမလိုဘူးဘာမှမရှိဘူး အဲ့ဒါကိုတစ်ဖက်ကိုလာပြီးတော့ကိုဇော်ဝဲရပဲလိုက်လွတ်နေပြီလို့လို့ဘာလို့လို့လွတ်လာပြီလို့လို့ဘာလို့ညာညာလို့လို့ ਨੇ ဒါရှင်းပြရှိတာတော့ယောက်ျားတွေရှင်းကြမှာပဲတစ်ဖက်ကိုတော့များတို့မဟုတ်သခွားကြီးပြောတော့ခင်ဗျားတို့ဟိုဘောမဆိုတယ်ကလင်ငကြက်ကောင်တွေပဲကလင်ငကြက်ကောင်မတွေပဲဖြစ်ကုန်မှာပေါ့ဘာဖြစ်လို့ဆိုမိမိတို့ကဘာသာတာနာလဲတည်တန်းကျင်တယ်အိုနိုင်ငံကြီးနဲ့တည်တန်းကျင်တယ်တန်းတော်ကြီးကိုလည်းအားကိုးကျင်တယ်ဆိုလို့ချင်းမှန်ကန်တဲ့ဘက်ကရက်တီပါမှန်မှန်ကန်ကန်ပြောပါမှန်မှန်ကန်ကန်ဆိုပါနော်ဒါလေးကျွန်တော်ပြောချင်တယ်ဒါကိုစပွဲတက်လာတူတော့ကျွန်တော်တို့က ဟိုရှင်းရင်းပြောလို့ရှင်လို့ရှင်မင်္ဂနဲ့လမ်းစဉ်ဆုံးလို့ရှင်ကျွန်တော်တို့ကအကုန်လုံးအားပေးတယ်ကျွန်တော်ကိုယ်တိုင်လည်းဒါနိုင်ငံအတွက်ပြောပြနေတယ်နော်ပြောပြနေတယ်ပြည်သူအတွက်ပြောပြနေတယ်အဲဒီနေရာမှာကိုစော်ဖုန်းရ level ခမားတို့မှန်မှန်ကန်ကန်ပြောပြနေတယ်လို့ယူဆလို့ရှင်ခမားတို့အကုန်လုံးကမှန်မှန်ကန်ကန်လုပ်ပေးပါ အလား तू မလွတ်လာတယ်ဘာဖြစ်လဲမလို့မလို့ဘာဖြစ်လဲရှင်းစားရရှင်းရမှာပဲလူဆိုတာတော့ညာဒါအမားနဲ့မกินတဲ့ကိစ္စပဲရဒီပြဿနာတွေကဘာမှဖြစ်တာမဟုတ်ထောင်ချတဲ့လူတွေသေတံကြရင်တော့လွတ်တာညာသေတံကြရင်တော့လွတ်တယ်ဘာမှသိစိတ်ဝင်စားကြမလို့နော်အဲအဲ့ဒါကိုကျွန်တော်ပြောချင်တာကတော့မဟုတ်တာကိုအဟုတ်လို့ဝီမတင်ပါနဲ့တစ်ဖက်လူရဲ့အာဒါဝမ်းသာတာဟာဒီကောင်းလေးတပွဲလုံးဒီဘောမတပွဲလုံးကလင်ငကြစ်ဒီအောက်တန်းစားတွေပါဆိုဖြစ်သွားမှာပေါ့မဟုတ်တော့မတင်ကြပါနဲ့တယောက် 哎呀，你今天表现，那回到街上，回到个街上，你立马走路先打打潘子个招待你嘛，说晒个你做家里做特别特别就会多多慢慢慢慢渐渐慢慢像我用话做来训练，多多训练家长写的，哎，回到个街上咯，今天话表现嘛喽，回到家做大家不生气喽，是啦，到哪里是啦冇，不生气啦讲你是啦，对生活就回到家我表达，咱们晒个家长话嘞，今天都今天表现了不？ ရက်ကွက်တည်ရဲ့ဒါတက်တဲ့ကံကပ်ပြားလေးတွေနဲ့သူတို့ကကုံစေးရောင်းတဲ့ဆိုကုံစေးဒါလေးလှုပ်တဲ့ဆိုအဲ့ဒီအထောက်သားစာရွက်ပေါ့အဲ့ဒါလေးနဲ့လှုပ်ပေးပြီးတော့ပေးပြီးတော့စီးသိမ့်စီးစီးစေခြင်းနဲ့လိုင်းစင်တော့ကျွန်တော်အနေနဲ့လှုပ်ပေးတောင်တော့လက်မခံခြင်းဘူး ဘာကြောင့် license နဲ့လုပ်ပေးလဲဒါတည်းကကျွန်တော်တို့ဒါကြုံတွေ့လာမယ့်ဟာတွေကအစိုးထိုးတွေအများကြီးရှိတယ်။လမ်းတဲတွေထွက်လာလိမ့်မယ်၊လူရဲမှုတွေထွက်လာလိမ့်မယ်။အာဒါ license နဲ့ပဲဆိုပြီးတော့ဝိုးဆိုပြီးတော့အဲထိုးတက်လာလူရဲမှုတွေစိုက်ကင်နဲ့လုပ်လာမယ်။ပြီးအဲစိုက်ကင်နဲ့လမ်းတဲတွေဖြစ်လာမယ်။လမ်းပေါ်မှာကားတွေမောက်အဲစိုက်ကင်တွေက light show ပြီးတော့မှ anti တွေဖြစ်လာမယ်။စိုက်ကင်များများစီးရင်လူများများတိတ်မယ်။ license ပေးလိုက်ပေးလိုက်လို့ရှင်အဲမှာတရားဝင်လို့လို့ဘာလို့လို့ဖြစ်သွားပြီဆိုလို့ရှင် 哎嘛，江南克里也是西拉嘞嘛，西拉的干，江南克里呢，现在我们是免费的收租的，哎、no,，就讲说阿拉我们免费全部，侬们免费全部再生咯，讲说免费就拿收租的发嘞，所以得的个，三月里呢，头茬里呢，梯度的，谁要呢不高兴的，谁要呢就谁要呢，发了的就发了，但里边有那个各位呃文章给我培训，比嘟噜嘟的。 ခက်ခဲနေတဲ့ဒုက္ခကိုဖြေရှင်းဖို့တော့ဒါမျိုးတော့လက်ခံနေဗျ။အော်လိုက်သေးပေးလိုက်ဆိုခင်ဗျားကမယုံကြည်လားအဲ့မှာလမ်းသေးတွေအုပ်စုလိုက်ထွက်လာမယ်ဝေးလာလာနေနဲ့ညနေတော့ဟုန်းနေလို့နေကင်းဆုံးပြီးစိုက်ကအိဇောတွေဖောက်ဖို့ကြုံဘုံဆိုကားလေးရှေ့ပြတ်ပြီးဒါတွေခင်ဗျားတို့ကြုံအောင်မယ်မယုံလို့ရှင်ကိုပေးကြည့်လိုက်ကောင်းကျိုးရှိပြီမှဆိုးကျိုးတွေရှိတယ်အဲ့တော့ကျွန်တော်ပြောချင်တာကအဲပြည်သူတွေလည်းပဲစင်ရဲ့ပြည်သူတွေပဲတက်တာအောင်ဒါဝက်တော့ဆိုတာချမ်းသာတယ်ကားစီးတဲ့ကောင်တွေက ဒီစင်းရဲ့ပြည်သူလေးတွေအစဉ်ပြေအောင်လို့တော့ဒါလှုပ်ပေးစေခြင်းနဲ့လို့ပဲပြောချင်ပါတယ်။နော်တက်တင်ကန်ကပ်ပြားလေးနဲ့ပဲသူတို့ရဲ့ထောက်ခံစာလေးလှုပ်ပေးပြီးတော့သွားလာခွင့်ပြုစေချင်ပါတယ်လို့ပြောနေပဲ။အားလုံးကျမ်းမာကြပါစေဗျာ။